ဖြစ်လာတယ်။အရင်ဆွာလာတယ်။ချွေရုံကူ။စိတ်လည်းပိုကောက်တက်လာတယ်။ဟုတ်တယ်နော်။ချိန်မင်းနဲ့ပြန်အောင်ရင်းလင်းကြောင်မချစ်တတ်တာချင်းကတော့တူတူပါပဲ။ဒါပေမဲ့ဒါပေမဲ့ချိန်မင်းကပိုကြမ်းတာပေါ့ဗျာ။ပြန်အောင်ရင်းလင်းရတော့ဟိုဟာပေါ့အင်းပေါ့ဟိုဟာလူညံ့တဲ့ခါလဲလူညံ့တာပေါ့။စိတ်တို့တဲ့ခါလဲစိတ်တို့တာပေါ့။ဒါလူဆိုတော့လည်းအဲ့လောက်ပါပဲ။ချိန်မင်းကတော့ န်တော့ဆစ်နန်တော့ဆစ်ဆိုတာနည်းနည်းပုံချမ်းတာပေါ့နော်အရန်ပျော်ရွှင်ရပါတယ်ပြီးတော့ကျွန်တော်ရင်တော့အင်တာဗျူးမှာပြောခဲ့သလိုပဲလေအရန်အခုလောက်ချိန်အားပေးနိုင်မယ်လို့ကျွန်တော်တကယ်မထင်သားခဲ့ဘူးပေါ့နော်အဲ့မဲ့အရန်အားပေးတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာရရဲ့အဲမိမိတို့လည်းအရန်ဝမ်းသာရတယ်ဘာလို့လဲဆိုတော့ အကားလေးကရမ်းအောင်မြင်တော့မိဘပုံပြီးဝမ်းသာပါတယ်။သူကမပြတ်သားဘူးပေါ့နော်စိတ်ကအာဘာဖြစ်ချင်လဲဆိုတာလဲခံမရခက်တယ်အဲ့တော့ပရိသတ်တွေကြည့်ရလဲသူအားတော့ရမှာမဟုတ်ဘူး။တော်ပါဘို့ဟိုတရုပ်ဆောင်တာလဲကောင်းတယ်ပြီးတော့ဟိုဒီ character နဲ့ရွှေရုပ်ဟိုဒီအဲညီမလေးနဲ့ကတအားလိုက်တယ်လို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ character ကကောင်းမလေးက ငငယ်လေးပြီးတော့အဲ့လိုတစ်ချက်တစ်ချက်ဆိုအဲ့လိုစူပုတ်ပုတ်ကလေးအဲ့လိုမျိုးလေးဖြစ်နေရဟိုကသူနဲ့ဆိုအာကွက်တီပဲတစ်ထပ်ထဲကြာနေရဆိုတော့လေဟိုဒါကြောင့်လဲဒီကားကပို့ပြီးတော့ဟိုပါပေါ့နော်ဟိုအချိန်ရရတယ်ပို့ပြီးတော့လဲပြိသက်နေနဲ့စိတ်ဝင်စားမှုအားလဲမြင့်တက်တယ်အားပေးတယ်အရင်အားပေးတယ်လို့ကျွန်တော်ခံစားရပါတယ်ဟိုဟိုဆိုင်မရိုက်ခင်ဒီဇက်ကိုစဖတ်တော့ကျွန်တော်တို့စိန်ခေါ်မှုတခုတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တခါမှအဲ့လိုရန် toxic ဖြစ်တဲ့ character မျိုး တရုတ်ဆောင်ဘူးတာမရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့ရန်စိန်ခေါ်မှုတခုဖြစ်တယ်ပေါ့နော်ပြီးတော့ဟိုပါပေါ့ဟိုအဓိကဒီဟိုအားလုံးတော်လို့လည်းပါပါလေကျွန်တော် character ပုံဝင်တာလေကြိုက်ပေးတဲ့ character ကိုညံရောအဲမီမီရောအကုန်လုံးပေါ့နော်ဟို support လုပ်တဲ့ဟိုပံ့ပိုးပေးတဲ့အဲ့ဒီအတွက်ကြောင့်ဟိုအရန်ကိုပေါ့နော်ဟိုကျွန်တော်အနေနဲ့ဟို book ကလည်းအဲ့ဒီအချိန်မှာရှိမင်းရဲ့ mood ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် ဟိုအင်တာဗျူးအရင်တော့ကလည်းပြောပါတယ်ကျွန်တော်ကိုကျွန်တော်ပြန်ကြည့်ရမှာအောင်နည်းနည်းဟိုစိုးရိမ်နေပေါ့နော်ဘာလို့လဲဆိုတော့ချိန်မရတအားချမ်းတယ်လေပြီးတော့နည်းနည်းလည်းပုံမှန်စိတ်မဟုတ်ဘူးလေနည်းနည်း toxic လည်းလားအဖြစ်လေဆိုတော့အဲ့ဒါလေးပေါ့ဒါတော့ character ဝင်နေပြဿနာတွေအားပေးတယ်ခြိုက်ကြတယ်ဆိုတော့အားကြီးကြီးပြောတာပေါ့ပို့ပြီးတော့လည်းနောက်လုံးမဲ့လွတ်ပြတဲ့အားရှိတယ်ကျွန်တော်ကရှိမင်းရဲ့အချက်ကိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ तू က ခုပဲချစ်တာပဲသိတာလေကျန်တာဘာမှမသိဘူးအဲ့ဒါကိုသဘောကျတယ်အဲကျွန်တော်ကမရိုက်ခင်တည်းကမိမိကိုပြောပါတယ်မိမိဟိုဟာကိုကြီးလုံမယ်ကိုလုံမယ်နော်ဘာလို့လဲဆိုတော့ तू तू ကြောက်မှာဆိုလို့လေခါလေကြာလဲ तू မမျော်လင့်တဲ့ဟာမျိုးဖြစ်သွားမှာဆိုဒါတော့ तू စင်းမှာဆို तू ကြောက်တဲ့ဟာတကယ်ပေါ်တယ်နော်အကူအော်လိုက်တာလေဟိုခန်းထဲမှာဝင်းနစ်ဆင်းမှာဟတ်လာလို့လုပ်လိုက်တဲ့ဟာမှာတော်တော်တုံသွားတဲ့ဟာဆိုရင် အဲ့တော့ဆိုရင်ကိုလည်းအဲ့ဒီအချိန်မှာဖြစ်လာတဲ့မူပေါ်မူတည်ပြီးတော့ပဲလှုပ်လိုက်တာသူ့ကိုလည်းမိမျိုးလည်းမပြောထားလိုက်မိတဲ့အတွက်ကြောင့်တော့အဲ့မှာတော့သူတုံသွားတယ်အဲ့လိုအဲ့ဒါပေါ့ဒါမဲ့ဘယ်ဆင်းမဲ့ရိုက်ရိုက်ပါဟိုအများအဖြစ်ကတော့ကြိုပြောထားတာမိမိကိုကြီးဒီမှာတင်မယ်နော်မိမိလည်းလိုက်တင်ပြီအဲ့ဒါမှကောင်းမှာဆိုပြီးတော့ပြောတာတော့ဘာဖြစ်ဟိုအခုမှစရိုက်တဲ့သူတယောက်အနေနဲ့တော်တော်လိုက်နိုင်တယ်ပဲကျွန်တော်က appreciate ဖြစ်ပါတယ်အဲ့ဒါရရင်ရရင်နဲ့အဲစကားပြတာနေကြ အရန်ဆွာလာရွှေရိုးကူးစိတ်လည်းပိုကောက်တက်လာဟုတ်တယ်နော်အဲ့ရအမတရားတော့ပွေ့ချီရဲ့ဆင်းလေးရတော့အစတော့ဒီတိုင်းပဲဆွဲခေါ်လာဖို့ပဲလုပ်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အကူညာနဲ့တိုင်ပင်တာပေါ့ဒရိုက်တာနဲ့ကျွန်တော်ပွေ့လိုက်ခြင်းတယ်လို့ပြောလဲဆိုတော့အဲ့ဒါဆိုရင် shaming character လည်းပို့ပေါ်မလားမသိဘူးပြောလဲဆိုတော့ဇိုးကနဲ့ဇက်ခနဲ့လှုပ်လိုက်တဲ့ပုံစံမျိုးဆိုတော့အာဟိုဒီတော့တစ်ဖက်ကရွှေရုပ်ကရွှေရုပ်ရဲ့ မုကလည်းအဲ့အချိန်မှာမျောလင့်ထားမှာမဟုတ်ဘူးလေဆိုတော့အဲ့ဒါဒါပေမဲ့အစားတော့ဆန်စာတို့ဘာလို့တွေးရတာဗောနော်ဆန်စာမရရပါမလားပါညာအဲ့လိုတွေးပြီးတော့နှစ်မျိုးရိုက်ထားလိုက်တာဗောအဲဒီတိုင်းယိုယိုเนาะဒီတိုင်းယိုယိုခေါ်သွားတာတော့ပွေ့ချီရဒါပေမဲ့ပွေ့ချီတာကိုပြန်ကောင်းချင်တော့ဟိုဆန်စာလူကြီးတွေကလည်းပေးတယ်ဗောနော်အဲ့ဒါအတွက်ဟိုပွေ့ချီရဟာလေးကရှေးမင်းရဲ့ character ကိုပို့ပြီးတော့ရှေးမင်းရဲ့ရွှေယုံရဲ့ character ကိုပို့ပြီးတော့အထောက်အကူဖြစ်သွားစေတာဗော ြင်ဆင်ရတာပေါ့ကျွန်တော်ကလေဟိုရှူတင်သွားတဲ့ကအဲ့လိုရှိမ့်မင်းငါရှိမ့်မင်းရှိမ့်မင်းရှိမ့်မင်းဆိုပြီးတော့ကားပေါ်မှာရွတ်ပြီးတော့ဟိုသွားရတာဘာလို့လဲဆိုတော့ character ကနည်းနည်းကျန်းတယ်ပြီးတော့ရှေ့စင်းနဲ့နောက်စင်းမှာရှေ့စင်းမှာရမ်းတက်ပြီးနောက်စင်းမှာကျန်ကျသွားလို့လည်းမရတဲ့ဟာတွေပါတာပေါ့နော်ဆိုတော့အဲ့အရာကြီးကအရန်ဟိုပါပေါ့သတိထားရတဲ့အရာတွေပေါ့ဆိုတော့ဘာဖြစ်ဖြစ်ပေါ့ကိုတတ်နိုင်တယ်လားအကောင်းဆုံးစူးစမ်းခဲ့တော့ဒီချိန်မှာပြိတ္တတွေကလည်းအဲ ဘောကြရတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်အင်ပါတန်လည်းပြိသက်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ချိန်မင်းနဲ့ပြင်အောင်ရင်းလင်းကြောင့်မချစ်တတ်တာချင်းရတော့တူတူပါပဲဒါပေမဲ့ဒါပေမဲ့ချိန်မင်းကပူကျန်းတာပေါ့ဗျာပြင်အောင်ရင်းလင်းရတော့ဟိုပါဘောအင်းပေါ့ဟိုလူညံ့တဲ့ခါလဲလူညံ့တာပေါ့စိတ်တို့တဲ့ခါလဲစိတ်တို့တာပေါ့ဒါလူဆိုတော့လေအဲ့လောက်ပါပဲရှင်မင်းကတော့ ည်းတော့ဆစ်နဲ့တော့ဆစ်ဆိုတာကနည်းနည်းပုံကျမ်းတာပေါ့နော်